အပိုင်းလေးပြီးသွားပြီကိုရင်တို့တွေတည်ပြီးသားအရှင်မကတ္တပဆိုတာ ပထမသင်္ဃာယနာမှာခေါင်းဆောင်တာရှင်မကတ္တပမလားအပညာဒါနပညာပိတ္တန်တိပညာဒါနသမုတ်စိန်ဒိတ်တန်တိယထာပညာတေတုသိခာပတိတုသမာဒါယဝဋ္ဌိတ်တန်တိပရမသင်္ဃာယနာမှာညင်းခုံကြတယ် ခௌတ္တလူခௌတ္တကနဲ့ပတ်သက်လို့ဟာဟိုဟာကသေးတယ်ဒီဟာကသေးတယ်ဟိုဟာပဲသိနေဒီဟာပဲသိနေညင်းတော့ရှင်မကတ္တဝကမူသုံးရချအပညာဒါနပညာပိတန်ဒီပညာပီးသားတွေကိုအပညာဒါနပညာပိတန်ဒီပညာမထားတဲ့အသစ်တွေကိုလည်းသိခါဖို့အသစ်တွေထပ်မတိုးနဲ့ပေါ့ဒါပြောတာပညာဒါနသမုတ်စိန်လေးတန်ဒီဖယံပညာပီးသားတွေတဲ့ကလည်းမပယ်ပါနဲ့ ယထာပညတေတုသိခာပရိတုသမာဒာယဝတ္တိတန်တိဖယားကဒီတိုင်းခေါ်ရင်ခေါ်တဲ့အတိုင်းပဲတပည့်တော်တို့ကျင့်ရအောင်ဆိုတဲ့မူသုံးချက်ကိုချပေးတာရှင်မကတ္တပကိုရင်တို့ဟုတ်လားအေးအဲ့ဒီမထေရကြီးကြောင့်ဟောဟောတော့ပြီးကြတဲ့ဘက်ကအပိုင်းလေးမှာသူကတိုးတဲ့မှာတပါးတဲ့နေတယ်မကြမ်းမမဖျားနာတော့ရွာသူရွာသားတွေကဟာလှိုင်းကူကြီးတဲ့မှာနေရလို့အေးရာရဲ့ ရေဘူးရေချမ်းကမ်းမဲ့လူမရှိလို့ရဲဆိုပြီးတော့အဲ့ဒီနီနာကရွာသားတွေကကြောင်းလေးတစ်ကြောင်းဆောက်ပေးတယ်ပြုစုဖို့ကိုရင်နှစ်ပါးလဲပေးတယ်အကြီးတစ်ပါးကဝေယဝစ္စလောက်ရမှာပြင်းတယ်အငယ်လေးကဝေယဝစ္စဝါသနာပါတယ်အငယ်လေးဆိုတော့15 16လောက်မှန့်ကြည့်ပေါ့အကြီးဆိုတော့19 18 19လောက်ကိုရင်တို့မှန့်ကြည့်လိုက်ဟုတ်လားအဲ့ဒီကိုရင်နှစ်ပါးရှင်မာကတ္တပါဏနေတယ် ဝိညာဉ်ဝဆတကယ်လုံနေတာကဘယ်သူကတော့ကိုရင်ငယ်ရဥမာညနေပိုင်းရေချိုးဖို့အေးတယ်ဆိုရင်ရင်နွေးလေးဆက်ဖို့အတွက်ကြိုတာကကိုရင်လေးမနေ့အိယာထားမျက်နှာသိဖို့အေးမယ်ဆိုရင်ဆက်ရင်နွေးလေးဆက်ပြီးဖို့ကြိုတာကဘယ်သူတော့ကိုရင်လေးဟာမျက်နှာသိရဓာတ်ပူတွေပြင်ပေးတာကကိုရင်လေးအမိုက်ရှုံနေတပြည့်စည်းလဲတာကကိုရင်လေးကုရီတဲ့ရေမရှိရင်ရေဖြည့်နေတာကကိုရင်လေး လုံနေတာကကိုရင်လေနာမည်ဝင်ယူတာကကိုရင်ကြီးဒီလိုဖြစ်တာဟုတ်လားအေးအဲ့လိုဖြစ်ကြတာအဲ့တော့တရက်တော့ကိုရင်လေးကတဝရင်းလုံနေလာတော့လောက်ရတာကသူနာမည်ယူတာကကိုရင်ကြီးဆိုတော့စိတ်ညစ်ပြီးတော့ရှင်မကတ္တပါကြီးတရားဖြုတ်ရှင်ပြရေသုံးတတ်တော့မလားရေချိုးတော့မလားအေးချိုးမယ်ကွာနည်းနည်းအေးတော့ရှင်ပြရေရေနွေးစားအောင်မလားအေးဆက်မယ်ကွာဆိုတော့ကိုရင်လေးကတူတဲထားတဲ့ရေနွေးကို ဘေးဖယ်ထားပြီးနည်းနည်းလေးပဲအိုးရဲထည့်ထားတာ။ကိုရင်ကြီးကသွားပြီးတော့ရေနွေးရှိတယ်မလို့ဖွင့်လိုက်တော့မရှိဘူး။ဟာဘယ်မှာလဲမင်းပြောတော့ရေနွေးရှိတယ်ဆိုခဏလေးသီးခံပါဗျာသူကသွားခတ်အောင်မယ်ဆိုခြောက်နဲ့သွားပြီးပုံလေးနဲ့သွားခတ်။အဲ့ဒီအချိန်မှာကိုရင်လေးကရေနွေးတွေထုတ်ပေးတာ။ရှင်မကတ္တဘကဩဝါဒပေးတယ်တဲ့ကိုရင်ဆိုတာကိုမလုတာကိုလုတယ်မပြောရဘူး။ရှင်မကတ္တဘပြောတဲ့စကားကိုမလုတာကိုပါတယ်လေ။ လှုပ်တယ်လို့ပဲပြောอ่ะကိုမလှုပ်တဲ့အရာကိုလည်းကိုလှုပ်တာလို့မပြောနဲ့ကိုလှုပ်ထားတဲ့အရာကိုလည်းပဲကိုမလှုပ်ပါဘူးလို့မငင်းနဲ့ဟုတ်လားရှင်မာကတ္တဗရဲ့ကိုရင်လေးဆုံးမတဲ့စကားနော်ကိုမလှုပ်တာကိုဘာမလှုပ်နဲ့တို့လှုပ်တယ်မပြောနဲ့ကောင်းတာဆိုကိုလှုပ်ထားတာမကောင်းတာဆိုသူလှုပ်ထားတာဒါမျိုးလာမလှုပ်နဲ့ပြောတာဟုတ်ပြီလားအကိုမလှုပ်သေးနဲ့ဒါကတော့ကို ဖယားတန်ရှင်ရေးလို့တယ်ကိုလုံတာမဟုတ်ဘူးဘယ်သူလုံတယ်ဆိုရင်ရှင်သူမနာလုံရင်သူမနာပေါ့ရှင်ဝါသဝလုံရင်ဝါသဝပေါ့ရှင်ကေတရလုံရင်ကေတရပေါ့ကောဝိဒလုံရင်ကောဝိဒပေါ့ဟုတ်လားလုံတဲ့လူကိုဖော်ပြရဲရတယ်ဒါပြောတာနော်အဲ့လိုပြောရမလားလို့ကိုရင်ကြီးဒေါသတွေထွဲပြီးတော့နောက်ဆုံးတော့ကြောင်းတော်မီးနဲ့ရှို့ပြတာကိုရင်တို့ဟုတ်ပြီလားအေးအဲ့တော့ရွာသူရွာသားတွေနဲ့ဖြစ်ကြတဲ့ဇက်လန်းကိုတပီးတော့ပြီးကြတဲ့ဘက်ကဟောခဲ့တယ် အဲ့တော့ပြောကြင်တာရှင်မကတ္တဘကအသက်ကလည်းကြီးအဲ့လိုကတော့ဆိုင်လည်းဖြစ်တော့တဲတော့မြတ်စွာဘုရားစီတွေ့တော့ရှင်မကတ္တဘကိုဖះပြောတယ်ခြေသားကတ္တဘမင်းအသက်ကလည်းကြီးပြီတော်ရဲမှာနေတဲ့အကျင့်တွေလဲလျှော့လိုက်ပါတော့အင်မတန်ထူထဲတဲ့ပန္တုကူသင်္ကန်းကြီးပဲဝိတ္တာကြီးလဲမင်းလျှော့လိုက်ပါတော့ ဒကာဒကမတွေလှူတဲ့စွန့်ကိုလည်းစားကိုယ့်အကိုစွန့်ခံစားတဲ့စောက်ကိုကြည့်စားမနေနဲ့သူ့ရဲ့ဒုတင်ကျင့်နေဖះကလျှော့ခိုင်းဟာတပီတော့မလျှော့ပြရစီနဲ့တဲ့ဘာဖြစ်လို့တို့မေးလိုက်တော့ဒီအကျင့်နဲ့ကျင်သားကြနေလို့တော်တဲ့နေရတာသူ့မှာကျင်သားကြနေပြီပန်းသူကိုသင်္ကန်းကောက်ဝေးရတာကျင်သားကြနေပြီဒါမျိုးလေးတွေလျှော့ဒါပေမဲ့လို့ရှင်မကတ္တဘကအဲ့ဒီနေကစပြီးတော့ ဖျားရှိတဲ့ဝေလူဝန်ကျောင်းကိုစွန့်ကန်ပြန်တော်တဲ့ကနေလာရင်အစွန့်ကန်အသွာကျောင်းကိုအရင်ဝင်တဲ့ကျောင်းကနေမှစွန့်ကန်သွားစွန့်ကန်ပြန်လာရင်ကျောင်းကိုဝင်တဲ့ဖျားရှိကိုပြီးမှသူတော်တဲ့ကိုပြန်ဒီလိုနေတာအဲ့လိုနေရင်တည့်ရတော့မြတ်စွာဘုရားကချက်သကတ္တပါတဲ့တန်ဃာတွေကိုငါဖျားဩဝါဒပေးတယ်လို့မင်းလည်းဩဝါဒပေးငါဖျားဆုံးမတယ်လို့မင်းလည်းဆုံးမတယ် ရှင်မာကတ္တပကိုဖះကတန်ဃာတွေဘာပေးခိုင်းနေဩဝါဒပေးခိုင်းအဲ့ဒီမှာရှင်မာကတ္တပပြောတာလေရှင်ဖះလေခဏိခေတန်ဃာတွေကသိပြောလို့ဆိုလို့မကောင်းဘူးတချို့ကိုယ်လေးတွေဥစဉ်လေးတွေပြောတာအန္တရာယ်များတယ်ဟဲ့ဘာတွေအန္တရာယ်များလို့တော့ပြောစမ်းရှင်မာကတ္တပဆိုတော့အရှင်အနန္တရဲ့တပည့်ဗန္ဒနဲ့ရှင်နုရုဒ္ဓရဲ့တပည့် အဘိဇိကတို့နှစ်ပါပြောနေပုံဆိုနေပုံတွေဟာတဲ့သာသနာအတွက်အန္တရာယ်များတယ်တဲ့အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီနှစ်ပါကိုဘေးမှာရှိတဲ့ရန်တပါသွားခေါ်ကြီးအဲ့ဒီနှစ်ပါသွားခေါ်ကြီးဆိုခေါ်တာခေါ်တော့ဦးဇင်းနဲ့နှစ်ပါရောက်လာတယ်မင်းတို့တို့တွေဘဇူကတော့စတတ်တဲ့ဘဇူကတော့တရားဟောကောင်းတဲ့ဘဇူကကြာကြာခေါ်တတ်တဲ့ဘဇူကတွယ်ဝိုက်ပြီးခေါ်တတ်တဲ့ဒီလိုစကားတွေပြောတယ်ဆိုတော့ဟုတ်သလားဘုရားမင်း ဟုတ်ပါတယ်ဖေဟာတာသရာအတွက်သာသနာအတွက်အန္တရာယ်များတဲ့ဇာတ်ကြီးချက်သားတို့ဖေဟာကမပြောကြနဲ့ညီညွတ်မှုကွဲပြားမဲ့ဇာတ်မျိုးတွေကိုဖေဟာပြောတာကြိုက်လားမကြိုက်ဘူးဘဇူကတော့တရားဟောကောင်းနေစာမတက်ဘူးဘဇူကတော့စာတက်တယ်တရားမဟုတ်တတ်ဘူးဒါမျိုးတွေပြောတာနော်အဲ့လိုတွေမပြောကြနဲ့အမေတို့အပြစ်ရှိတယ်လို့ဘုရားကသိရလားသိပါတယ်ဘုရားဒါဆိုရင်တောင်းပန်ကြဆိုတော့အပြစ်ကိုအပြစ်တိုင်းသိတော့အဲ့ဒီယဟန်နှစ်ပါးတောင်းပန်တ ကိုယ့်ပြစ်ကိုကိုယ်ဝင်ခံရင်အဲ့ဒါကြီးပွားကြောင်းပဲတဲ့ဘုရားကဟုတ်လားခွင်းတို့အပြစ်ကိုအပြစ်မှန်းသိပြီးတော့အဲ့ဒီပြစ်ကိုဝန်ခံတောင်းပန်ရင်ဘာဖြစ်ကြောင်းလဲကြီးပွားကြောင်းကိုယ်လည်းပြစ်လုပ်ထားသေးတယ်ကိုယ်ပြစ်မရှိဘူးဆိုညင်ကံပြီးတော့ရှေ့ဆက်မိုက်နေမယ်ဆိုရင်အဲ့ဒါပျက်စီးကြောင်းလို့ဒီလိုမှတ်ကြပေါ့ဟုတ်ပြီလားအေးအဲ့တော့ရှင်မာကတ္တဗာကြီးမြတ်စွာဘုရားကဩဝါဒပေးခိုင်းအဲ့ဒါပထမဩဝါဒ ဒီနေ့တပည့်တော်ပြောကျင်တာကရှင်မာကတ်တော့ဗောက်နောက်တစ်ချိန်လာတော့ဖခင်ကတခါဩဝါဒပေးခိုင်းရှင်သာကတ်တော့ဗောက်မင်းတန်ငါတွေဩဝါဒပေးကွယ်တယ်ငါဖခင်ဩဝါဒပေးတယ်လို့မင်းလည်းဩဝါဒပေးပါငါဆုံးမတယ်လို့မင်းလည်းဆုံးမပါဆိုတော့အဲ့ဒီမှာရှင်မာကတ်တော့ပြောတဲ့စကားလေးတွေတတ္တနတ္ထိကုသလေတုဓမ္မေတုတရားတရားမရှိဘူးနောက်တစ်ခါရှက်ချင်းကြောက်ချင်း မရှိဘူးအချက်ကြောင့်မရှိဘူးပေါ့ဝရိယလည်းမရှိဘူးပညာလည်းမရှိဘူးဘယ်နှပါတော့ဝင်တို့တရာတရာဟိရိဝတ္တပနောက်ပြီးတော့ဘာတို့ဝီရိယပညာဟုတ်ပြီလား၅ပါအဲ့ဒီတရား၅ပါတရာတရားမရှိတဲ့ကိုရင်တရာတရားမရှိတဲ့ယဟန်အဲ့ဒါဆုံးယုံကြောင်းပဲတရာတရားမရှိရင်ကိုရင်တို့ဘာဖြစ်ကြောင်း တရားဆိုတာယုံကြည်တာเนาะကို့အလုပ်ပေါ်မှာကိုရင်တို့ကိုဘာဖြစ်ရမယ်ယုံကြည်ရကို့เจ้าတိုက်ပေါ်မှာကိုဘာဖြစ်ရမယ်ကို့သာသနာပေါ်မှာကိုဘာဖြစ်ရမယ်ယုံကြည်ရကို့သာသနာကိုမယုံကြည်ဘူးဆိုရင်အဲ့ဒီကိုရင်ဘာမရှိဘူးတို့ကို့ပညာရေးကိုမယုံကြည်ဘူးဆိုရင်အဲ့ဒီကိုရင်ဘာမရှိကို့เจ้าတိုက်ကိုမယုံကြည်ဘူးဆိုရင်အဲ့ဒီကိုရင်ဘာမရှိအဲ့ဒါမျိုးမဖြစ်စေကြနဲ့ ဟုတ်ပြီလားအဲ့ဒါမျိုးဆိုဟာနိယေဝပါတိကင်ခာတဲ့ဆုပ်ယုပ်သွားလိမ့်မယ်နောဂௌတိကြီးပွားဖို့ဆိုတာမဖြစ်နိုင်ဟုတ်ပြီလားကြီးပွားဖို့ဆိုတာမဖြစ်နိုင်နောက်တကဆက်ပြောတယ်အတ္တတော်ပုရိသပုဂ္ဂလောတိဗန္ဒီသရတရားမရှိတဲ့ပုဂ္ဂိုလ်ဆိုတာပရိဟာနာမေတံဆုပ်ယုပ်ခြင်းရဲ့နာမည်ပါပဲသရတရားမရှိတဲ့ပုဂ္ဂိုလ်ဟာ တရားတရားမရှိဘူးဆိုရင်အဲ့ဒီကိုရင်နာမည်တက်လိုက်ပါတော့ဆိုရတော့မယ်ဟုတ်လားနောက်တစ်ခါအချက်မရှိဘူးကိုရင်ဆိုတာကိုရင်တို့ဘာလို့ ਆ မလဲရှက်တာဟောငါလုတ်တဲ့လုတ်ဟာမသိတော်တဲ့လုတ်ကြီးဆိုရင်ဘာဖြစ်တတ်ရမလဲရှက်တတ်ရဟုတ်ပြီလားအချက်လည်းမရှိဘူးကြောက်လည်းမရှိဘူးမျိုးတဲ့သွားခြင်းသလိုသွားမယ်ဆဲခြင်းသလိုဆဲမယ်ပြောခြင်းသလိုပြောမယ်ဟာ တမနတင်ညာတွေပြောက်ပြီးတော့နှူရင်ကိုရင်တို့ကြည်ကြည်လိုက်ဘေးကမြင်တာတောင်ပဲကိုမဟုတ်ဖဲနဲ့ဘေးလူကြည်ရင်တော့ကိုကရှက်စရာမကောင်းဘူးလားကိုကိုတိုင်းမှအဲ့လိုဖြစ်နေပြီဆိုကိုဘလောက်ရှက်စရာကောင်းမလဲဟုတ်လားကိုရင်တို့အေးအဲ့ကြောင့်ဆုံးခံသွားတဲ့အခါမှာအိန္ဒိယရရသွားသိခါရှိရှိသွားကြကိုရင်တို့ဟုတ်လားသာသနာသိခါကြမဲ့လို့ကြောင်းသိခါကြမဲ့လို့ဘေးရလူတွေမြင်ကိုယ်သာသနာကြည့်ပြီးတော့ အိုးသာသနာ့ရင်းပုံကိုတွေကဒီလိုနေကြတာပါလားလို့ပြောရင် ရှက်စရာကောင်းတဲ့အလုံမျိုးတွေကိုမလုပ်ကြနဲ့ဟုတ်ပြီလားမလုပ်ကြနဲ့နောက်တကကုတိတောတိပရိသပုဂ္ဂလောဗန္တိတဲ့ပရိဟာနာမေတ္တာပြင်းရည်တယ်ဆိုတာလဲဆုတ်ယုတ်ခြင်းရဲ့အမိပဲတဲ့ပြင်းရည်တယ်ဆိုတာလဲဘာရဲ့အမိတော့ကိုင်းတို့ပြင်းရင် ဆုပ်ယုပ်မယ်ပြင်းရပါဖြစ်မလို့ဆုပ်ယုပ်မှာအဲ့တော့ကိုင်းတို့မပြင်းညာနဲ့ဟုတ်လားစာကြည့်ရမှာ မပြင်းနဲ့ဖရာဝတ်တရမှာမပြင်းနဲ့ဟုတ်ပြီလားဝေယဝဆလောက်ရမှာမပြင်းနဲ့စာကြည့်ရမှာပြင်းရင်ပညာတွေဘာဖြစ်သွားမလို့ဆုပ်ယုပ်သွားဖရာဝတ်တရမှာပြင်းရင်ကုစုတွေဘာဖြစ်သွားမလို့ဝေယဝဆလောက်ရမှာပြင်းရင်ကုစုတွေဘာဖြစ်သွားမလို့ဆုပ်ယုပ်သွားမှာ အဲ့တော့ကိုရင်တို့ကတိုးတက်ချင်တာလားဆိုးရုပ်ချင်တာလားတိုးတက်ချင်မပြင်းကြနဲ့ဟုတ်ပြီလားကိုရင်တို့အားလုံးတိုးတက်ချင်ဘာမဖြစ်နဲ့မပြင်းကြနဲ့ဟုတ်ပြီနော်နောက်တခါကောဒနောအတ္တတော်ဟာကောဒနောပုရိသပုဂ္ဂလောတိဗန္တိပရိဟာနမေတံအမျက်ထွက်ချင်းဟာလေဆိုးရုပ်ချင်းရဲ့အမိပဲတဲ့အမျက်ထွက်တာလဲဘာရဲ့အမိလဲ အာအင်းအေးလို့ဒေါသထွက်ပူရင်ပူလို့ဒေါသထွက်ချင်ကိုက်ရင်ကိုက်လို့ဒေါသထွက်စောစောထားရင်စောစောထားလို့ဒေါသထွက်ညနောက်ကြအိပ်ရရင်အိပ်ရလို့ဒေါသထွက်စာကြည့်ရင်စာကြည့်ရလို့ဆိုဒေါသထွက်ဟုတ်လားအမျိုးမျိုးဒေါသထွက်ပြီးတော့နေတတ်တဲ့ပုံကိုသီးဘာဖြစ်မှာတော့ဆုတ်ယုံဘာဖြစ်လိမ့်မယ်အေးဆုတ်ယုံလိမ့်မယ်အဲကြောင့်မို့ဒေါသကိုလည်းကိုရင်တို့ဘာဖြစ်ရမလဲ ထိမ့်ရမယ်ဟုတ်ပြီလားနောက်ဆုံးကောင်းတာလေးကရှင်မာကတ္တဗပြောတာနတန်တိဘိက္ခုဩဝါရကာတိဗန္ဒီပရိဟာနာမေတံတဲ့သွန်သင်ဆုံးမမဲ့သူမရှိတဲ့ယဟန်သာမဏေလည်းပဲပျက်စီးကြောင်းပဲသွန်သင်ဆုံးမမဲ့လူဩဝါရပေးမဲ့လူမရှိဘူးဆိုရင်အဲ့ဒီကိုရင်ရဲ့ဘဝဘာဖြစ်ကြောင်းလဲပျက်စီးကြောင်းဟုတ်ပြီလား အဲကြောင့်ကိုရင်တို့တို့ရေလာဆန်းရှိရဲ့နေတိုင်းဘသူဩဝါဒပေးအရှင်သူရိယလင်္ကာရမလားလာပြီနေတိုင်းတပည့်တော်ကပေးလာပြီကျော်ရှိရဲ့ကြဘသူပေးအရှင်သူဇနလာခွေနေကြတော့တလမှာလေးတဲ့လေးတဲ့လုံးတလှဲ့သည်တပည့်တို့ဩဝါဒပေးတာကိုရင်တို့ကိုတိုးတက်စေခြင်းလို့ကိုရင်တို့မဆုတ်ယုတ်စေခြင်းလို့ဟုတ်လား ေးငါတို့တို့ဒီလိုဩဝါဒနာကြခွင့်ရတာငါတို့ဘုရားတိုးတက်ရတိုးတက်ကြောင်းတို့ကိုင်းတို့ဒီလိုလဲနားလဲထားကြဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဩဝါဒပေးခိုင်းလို့ရှင်မာကတ္တပကြီးပေးတဲ့ဩဝါဒကိုတပိတော့ခဏပြန်ပြောတယ်နော်ကိုရင်ဆိုတာတကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ဘာရှိရမလဲသရတရားရှိရပါရှိရမလဲ အကုသိုလ်တရားလောက်ရမှာကိုနံပါတ်1ဘာဖြစ်ရမလဲရှင်းရနံပါတ်2ကကြောက်ရဟုတ်ပြီလားဒါဆို1ကသရတရားရှိရမယ်2ကရှင်းရမယ်3ကဘာဖြစ်ရမလဲကြောက်ရမယ်ဟုတ်ပြီလားနောက်တကနံပါတ်4ကဘာတို့ဝိရိယရှိရနံပါတ်4ကဘာရှိရမလဲနံပါတ်5ကပညာရှိရပညာဆိုတာကပိုင်းခြား ပညာဆိုတာပိုင်းခြားပြီးတော့သိတာပညာဟုတ်ပြီလားပညာဆိုတာကိုရင်တို့နှလုံးနဲ့ပေါင်းထားတာပါသောရဲ့ညာရဲ့ဘာနဲ့ဘာနဲ့ပါသောရဲ့ပညာရဲ့ချာညာပညာမို့လားပကအသေးစိတ်ပကဘာတို့ညာကသိတာညာကဘာဖြစ်တယ်ဒါဆိုရင်နှစ်ခုပေါင်းလိုက်တော့အသေးစိတ်သိတာပညာ ဘာတိတာပညာကိုဘွားကိုအသေးစိတ်သိအောင်လုပ်ဟုတ်လားပြီးတော့ပြီးကြတဲ့ဘက်ကပြောပြီးပြီငါပါလေဘယ်နေရာရောက်နေသလဲဘာလုပ်ရမလဲဒီမေကွန်လေး၃ခုပြန်မေးဟုတ်ပြီလားအသေးစိတ်သိအောင်လုပ်အဲ့ဒါဆိုရင်ကိုတို့တို့ကိုလုတ်တဲ့နဲ့လုတ်သိအောင်လုတ်ပြီးတော့ကိုလုတ်တဲ့နဲ့လုတ်ကိုလုတ်ရင်ဒါပညာရှိတာ ကိုလှုပ်တဲ့နဲ့လို့မလှုပ်ဘူးဆိုရင်ပညာမရှိဘူးကိုမလှုပ်တဲ့နဲ့လို့ကိုရှောက်လုံနေရင်လည်းပညာမရှိဘူးဟုတ်ပြီလားဟုတ်ပါဘူးဆုတ်ယုတ်သွားလိမ့်မယ်အဲ့တော့အဲ့ဒီတရားကုသိုလ်ပြုရမှာသရတရားမရှိဘူးရှက်နေတယ်ကြောက်နေတယ်ဟိရိဩတ္တပတရားတွေလက်ကင်ထားပြီးတော့နေကြမယ်ဝရိယလည်းမရှိဘူးပညာလည်းမရှိဘူးဆိုရင်အဲ့ဒီကိုရင်ရဲ့ဘဝဟာရှင်မာကတ္တပပြောတယ်လာဇံအဲလာစုတ်ပက်ခလိုပဲတဲ့ ကာလပက္ခခေါ်တာပေါ့ဆုတ်ရက်လာပြီနေ့ကနေနောက်နေ့စကြည့်ပြည်နေတဲ့လာကြည့်တဖြည်းဖြည်းနဲ့ဘာဖြစ်သွားရော့လာတာမလားအလုံးကြီးကလည်းရော့လာတယ်အယောင်လည်းဘာဖြစ်တော့ဟောသာသနာပေါ်မှာသဒ္ဓါတရားမရှိဘူးကြောင်းပေါ်သဒ္ဓါတရားမရှိဘူးကိုယ့်ဘဝကိုကိုယ့်ခြေနေကိုသဒ္ဓါတရားမရှိဘူးယုံကြည်ချက်မရှိဘူးဆိုတော့ကိုရင်ရဲ့ဘဝဟာလာဟာလာွယ်ညာဟာတဖြည်းဖြည်းနဲ့မှိမ့်မိမ့်မိမ့်လာတယ်လို့ပဲ ကိုယ့်ဘဝလည်းဘာဖြစ်သွားမလို့မိန်သွားမယ်တက်ပြီးသားပညာလေးတွေယော့လာမယ်ရှိပြီးသားကုသိုလ်လေးတွေကုန်လာမယ်ဟုတ်ပြီလားအဲကြောင့်ကိုရင်တို့တို့တပည့်တော်ဒီတစ်ပတ်ပြောကြင်တာကရှင်မကတ္တပရဲ့ဩဝါဒကိုပြန်ပြီးဝေငှတယ်နော်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ကိုယ့်ဘဝကိုဘာဖြစ်ရမလဲသရတရားရှိရအာဟုသို့ပြုရမှာကိုအာဟုသို့ပြုရမှာကိုနောက်ပြီးတော့ဘာလဲရှိရမလို့ဝိရိယ နံပါတ်5ကအဲ့ဒီတရား5ပါးနဲ့ပြည့်စုံတဲ့ယဟန်သာမဏေသည်တဲ့လာဇံပက္ခလိုပဲတဲ့လာဇံပက္ခလာဇံ3ရက်ကနေစပြီးတော့ကြည်လိုက်တရက်နဲ့တရက်တိုးတိုးမလာဘူးလားတိုးတာပေါ့တိုးတာပေါ့တဖြည်းဖြည်းနဲ့တိုးသလိုပဲကိုရင်တို့ရဲ့ဘဝလည်းပဲအဲ့ဒီတရား5ပါးလက်ကင်ထားရင် တိုးတက်လာလိမ့်မယ်လာပြည့်စီကိုဥတီသွားနေသလို့ အာနိဗ္ဗာန်ကိုဥတည်နေတယ်နိဗ္ဗာန်မရောက်သည့်အတိုင်းအောင်ကိုကြီးရွယ်တဲ့ပန်းနိုင်ကိုဥတည်နေတယ်လို့ကိုရင်တို့တို့သဘောကြကြဟုတ်ပြီလားအေးအဲကြောင့်ကိုရင်တို့တို့ဤကဲ့သို့မြင့်မြတ်တဲ့ရှင်မကတ္တပရဲ့ဩဝါဒကိုနာကြားတဲ့တွေ့တာကြောင့်ကိုရင်တို့တို့လည်းမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနဒီမှာပိုင်ဆိုင်ကြပြီးတော့မိမိတို့ရည်မှန်းတဲ့ထက်စကန်တက်လှမ်းနိုင်ကြတဲ့ရှင်ကောင်းသမဏေကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးနေလေ ်ဆူတောင်းပေးရင်လည်းပဲဖရာတပည့်တော်ရဲ့ဩဝါဒဒီမာတဲ့ဏီကုံကပအဆုံးသတ်ပါသည်အရှင်သူမြတ်တို့ဖရာ